အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ JavaScript ရဲ့ lesson 15တင်ခဲ့တာဖြစ်တယ်ဒီ adding and removing event listener ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒီသင်ခန်းစာကိုလေ့လာကြမှာပဲဖြစ်ပါတယ် Okay အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ event listener ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးကြည့်လိုက်ကြရအောင် event listener ဆိုတာကျွန်တော်တို့ရဲ့ဒီ web page တွေမှာဒီလုံဆောင်ချက်တစ်ခုခုကျွန်တော်တို့ဖြစ်ပေါ်လာဖို့ရန်အတွက်ကိုဒီစောင့်မျှော်နေတဲ့ function တစ်ခုလို့ကျွန်တော်တို့မှတ်ရလို့ရပါတယ် ဥပမာကျွန်တော်တို့ user က click လိုက်မှသာလင်ဒီ function ကအလုပ်လုပ်တာမျိုးလိုဥပမာ user က keyboard ကနေပြီးတော့မှ key တစ်ခုကိုနှဲ့လိုက်မှဒီ function ကအလုပ်လုပ်တာမျိုးလိုဒါမှမဟုတ်ဒီ mouse ကိုရွှေ့လိုက်မှသာလင်ဒီ function ကအလုပ်လုပ်တာမျိုးလိုစသည်ဖြင့်တစုံတစ်ခုဖြစ်ပေါ်လာဖို့ရန်အတွက်စောင့်မျှော်နေတဲ့အရာမျိုးတွေပေါ့နော်အဲ့လိုအရာမျိုးတွေကိုကျွန်တော်တို့ event listener လို့ခေါ်ပါတယ်။အဲတော့ event listener event listener ကိုကျွန်တော်တို့တောင်းချင်နေဆိုလို့ရှိရင်ဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ add event listener ကိုကျွန်တော် ရေးမယ်ပြီးတော့ရှိရင်ကျွန်တော်တို့ကအဲအပိုင်းနှစ်ပိုင်းပါတယ်ပေါ့နော် event listener တို့တွေ element တစ်ခုအောင်မှကျွန်တော်တို့သတ်မှတ်ဖို့ဆိုလို့ရှိရင်အပိုင်းနှစ်ပိုင်းထည့်ရမယ်အရှိရတမိုင်းအကျိုးကျွန်တော်တို့ပါတယ်ဆိုလို့ရှိရင် event type အမျိုးအစားကိုကျွန်တော်တို့သတ်မှတ်ပေးရမယ်အဲ event type မျိုးစားရောကျွန်တော်တို့အများကြီးရှိရပေါ့နော်။ဥပမာ mouse event လို့ပြီးလို့ရှိရင် keyboard event လို့ပြီးလို့ရှိရင် window event လို့စသည်ဖြင့်ကျွန်တော်တို့အများကြီးရှိရတယ်။ဘာပါဆိုလို့ရှိရင်လည်းကျွန်တော်တို့ click click လောက်တာလို့ပြီးလို့ရှိရင် on click လောက်တာလို့စသည်ဖြင့်ပေါ့နော်။ event type မျိုးစားတွေကအများကြီးရှိရတယ်။ ပြီးလို့ရှိရင်နောက်ကဘာလာမှာလဲဆိုလို့ရှိရင် call back function အော်ဒီဘက်က event event type ကဖြစ်ပေါ်လာလို့ရှိရင် event type ဥမာဒီမှာ click လို့ကျွန်တော်သတ်မှတ်လိုက်ရဆိုလို့ရှိရင်အဲ့ဒီ user က click လိုက်ပြီဆိုတာနဲ့ဒီဘက်က function ကလွတ်လွတ်တယ်အဲ user ကဒီ keyboard ကနေပြီးတော့မှ F12 key ကိုတစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်က function တစ်ခုလွတ်လွတ်ပဲပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်တို့ဆိုလာဖြစ်တဲ့အဲဒီ cover function နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကျွန်တော်တို့အရှိရ lesson မှာပြောသင်ခဲ့တာရှိတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ရင်းစော ဒီ event listener ကိုဒီအဲဘယ်လိုမျိုးတောင်းရမလဲဆိုတော့ပို့ပြောမှနားလေတော့အောင်ကျွန်တော်တို့ဒီဘက်ကကုတ်လေးနဲ့ကျွန်တော်တို့တွားပြီးတော့မှလက်တွေ့အကြီးကြီးကြောင်ပဲပေါ့နော်အဲ့တော့ကျွန်တော်ကအဲ VS Code ပို့သွားလိုက်မယ်ဥပကျွန်တော်တို့က lesson အဲ15ဆိုတော့ကျွန်တော်ကဒီမှာ folder အတိတ်တစ်ခုလိုက်မယ် lesson 15ဆိုတဲ့ folder အတိတ်တစ်ခုကျွန်တော်ပြီးတော့ Okay lesson 15မှာမှကျွန်တော်ကခုကအရင်ဆုံးအနောက်ထပ် folder တစ်ခုကျွန်တော်ထပ်ပြီးတော့ယူလိုက်မယ် example 1ဆိုပြီးတော့ example 1ဆိုပြီးကျွန်တော် view လိုက်မယ်အဲ့ဒီ example 1ထဲမှာကျွန်တော်က find ယူလိုက်မယ်ပေါ့နော် index.html ဆိုရယ် file တကူကျွန်တော်ယူလိုက်မယ်ခေပြူရပြီဆိုလို့ရှိရင်ကျွန်တော်ကအဲသူ့ရဲ့ထည့်ရမယ်ဟာလေးကျွန်တော်ထည့်ပြလိုက်မယ် exclamation mark လေးကျွန်တော်ထည့်လိုက်မယ် exclamation mark နဲ့ဒီ javascript ရဲ့ sorry html ရဲ့ကျွန်တော်ဒီအဒီသူ့ရဲ့ format လေးတကူကျွန်တော်ယူလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာခေါင်းစဉ်တက်လိုက်မယ်ခေါင်းစဉ်ကိုကျွန်တော်ဘယ်လိုတက်မှာလဲဆိုလို့ရှိရင်အရင်ဆုံး uh event event listener လို့ကျွန်တော်ပဲတက်လိုက်မယ်နော်အာ event listener 1ဆိုရကျွန်တော်အကောင်းစင်တက်လိုက်မယ်အာ event listener ရဲ့ xml 1ပေါ့နော် okay အဆိုလို့ရှိရင် variable အခုဘာလို့ validation ကျွန်တော်ကဒီ web page တစ်ခုထဲမှာဒီ user တစ်ချက် click လိုက်ပြီးဆိုတော့ねကျွန်တော်တို့ကဒီဖြစ်ပေါ်လာတဲ့ function တစ်ခုကျွန်တော်ရေးချင်တာဗျာဥမာကျွန်တော်အရင်ဆုံးဒီ account လေးအရင် run လိုက်ပေါ့နော်ပို့ပြီးတော့မှသင်္သာမြင်လာရှိပါအာဒီ code လေးကျွန်တော် run လိုက်မယ် အဲ့တော့ light server နဲ့ local host 9000တင်တဲ့9000တင်မရဘူးကျွန်တော်9000ပဲမှန်းမှန်ရမယ်ကျွန်တော်က lesson 50မှာဆိုတော့ဒီမှာ lesson 50ကိုယူလိုက်မယ် ASMR ပဲအဲ့တော့ကျွန်တော်ကဒီမှာပေါ့နော် user ဒီ mouse နဲ့ဒီဘက်ကဒီ web page ဒီဘက်ကဒီအခုပေါ်နေဒီ browser ပြူပြီးပေါ်မှာပေါ့နော်ကျွန်တော်စီကဘယ်ဟာဘယ်နေရာကိုပဲ click like click like ကျွန်တော်ကဒီယူရမှာ you click click ဆိုရယ် message တွေတခုကျွန်တော်အလိုလိုဒီပေါ်မှာပြစီချင်တယ်ဗျအဲ့ဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီလုံးကြည့်မယ် အဲ့ကျွန်တော်ကဒီဘက်မှာအရင်ရော E ဆို P tag လေးနဲ့ကျွန်တော်ရေးလိုက်မယ်ဘယ်လိုရေးမလဲ CLN SK class this and you will on this page ဆိုပြီးတော့ကျွန်တော်ကဟာ message တခုကျွန်တော်ရေးလိုက်မယ် okay ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာလို့မလဲဆိုလို့ရှိရင်ကျွန်တော် java speak code လေးကျွန်တော်ဒီထဲမှာပဲအတူရေးလိုက်တော့မယ်အဲ့တော့ကျွန်တော်ကအရင်ဆုံး listen လောက်အောင်ဘာ listen လောက်အောင်ပါလဲဆိုရင် user click ပြီးလားမ click ပြီးလားဆိုတော့ကျွန်တော်အရင်ဆုံး listen လောက်မယ် listen for and you click on the page အဲဒီစားလာဒီ page ပေါ်မှာ click ပြီးလားမ click ပြီးလားဆိုတာကျွန်တော်အရင်ဆုံး listen တော့ပါဘောနော်အဲ့တော့ကျွန်တော်စနုကကျွန်တော်ရှေ့မှာတီးခဲ့တဲ့စင်သက်တိုင်းကျွန်တော်ရေးမယ် at event listener click လောက်မှာဖြစ်တဲ့ကျွန်တော် please လို့ကျွန်တော်ရေးလိုက်မယ်ဘာလို့ရှင်ကျွန်တော်နောက်မှာ function တစ်ခုကျွန်တော်ရေးရပေါ့နော်အဲ့ function function တစ်ခုကျွန်တော်ရေးပေးရမယ်အဲ့တကယ်အလုံးလုံးမဲ့ function တစ်ခုပေါ့နော်အဲ့တော့ကျွန်တော် function နေနဲ့ကျွန်တော်ဖြေပြီးမှလဲဆိုလို့ရှင် document.body.nrhtml ဆိုပြီးမှကျွန်တော်ခေါ်လိုက်မယ်။အခေပွက်လို့ရှိရင်ကျွန်တော် message လေးထုတ်လိုက်မယ်။ဘူး you click ဆိုပြီးမှကျွန်တော် message လေးကျွန်တော်ထုတ်လိုက်မယ်။ပွက်လို့ရှိရင်ကျွန်တော်အ line လေးကို br လေးနဲ့ကျွန်တော်ခင်းလိုက်မယ်။ line break လေးကျွန်တော်လုပ်လိုက်ပါတော့။ okay အဘူအလို့ရှိရင်ကျွန်တော်တို့ရ sorry ကြာဒီမှာတော်တော်ရေးဖြစ်နေရမှာ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီအခုအော်ဒီမှာကျွန်တော်စင်ပြီးကော်လံကျန်သေးတယ်ဒီကောင်းလို့ကျွန်တော်တစ်ချက် enter ခောက်ရောကြည့်ရပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီ blue ဖြစ်ကျွန်တော်ဒီမှာပါတဲ့ဒီ document.body.nhtml ဆိုတာကျွန်တော်ဒီအခု raw set ကိုကျွန်တော်ဒီ document object model တင်ငန်းကြာရို့မတင်ရသေးရဖြစ်တဲ့အတွက်အဲဒီကောင်းလေးအကြောင်းတော့ကျွန်တော်ဒီနားမလည်လဲပြတ်တာတော့မရှိဘူးပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတင်ငန်းကြာရို့ကြာလို့ရှိရင်တော့ဒီကောင်း အတုံးအကြောင်းတို့ပြီးပို့ပြီးတော့မှအသေးစိတ်ဆက်ပြီးတော့မှလေ့လာကြပါဘောနော်။အဲ့တော့အခုဒီမှာဗာဒီကောင်လေးက document.body.inner.html ကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အဲဒီဘက်က inner.html မှာ body document document ဆိုတာကျွန်တော်တို့ဒီဟာကြီးတစ်ခုလုံးကျွန်တော်တို့ဒီအခုပါနေတဲ့အခုကျွန်တော်တို့မြင်နေရတဲ့ဒီဟာကြီးကိုကျွန်တော်ဆိုတာဖြစ်တယ်ဘောနော်။အဲ document ဆိုတာ ပြီး body body ဆိုတာကျွန်တော်ဒီမှာရေးထားတဲ့ body တက်ကိုကျွန်တော်ဆိုတာဖြစ်တယ်အဲ့ဒီ body တက်ထဲမှာ inner html ဒီထဲမှာလာပြီးတော့မှဒီထဲမှာလာပြီးတော့မှကျွန်တော်ဒီဒီ u click ဆိုပြီးတော့မှကျွန်တော်ဒီလာရေးလိုက်တာ ਨੇ အတူပဲပေါ့နော်အဲ့လိုမျိုးကျွန်တော်ဆိုတာဖြစ်တယ်အာတခြားကျွန်တော်ဒီတခြားနောက်ထပ်ကျွန်တော်လေ့လာမယ့်ဒီ document object model သင်ခန်းစာကြာလို့ရှင်တော့ကျွန်တော်ဒီပို့ပြီးတော့မှနားလည်တော့အောင်ပါနော်။ဘုကလို့ဆရာမှာကျွန်တော်ဒီအဓိကအရင်ဆက်ချင်တာဒီဘက်က add event listener ဆိုတဲ့အကြောင်းလေးပေါ့နော်။ ဲ့ add event listener ကျွန်တော်တို့ဘယ်လိုလောလောဆယ်မှာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ click လို့ပြောတာဖြစ်တဲ့အတွက်ဒီဘက်ကဒီ browser ဒီ page ပေါ်မှာကျွန်တော်ကဘယ်နေရာမှာပဲ click like click like ကျွန်တော်ကိုဒီ message လေးပေးမှာပေါ့နော် you click ဆိုတော့ကျွန်တော် message လေးပေးမှာအဲ့တော့ကျွန်တော်ကဒီမှာ click လို့တချင်နေလိုက်ပြီဆိုတော့ဒီဘက်က cover function အလုပ်လုပ်မယ်ပေါ့နော် cover function ကကျွန်တော်တို့အောက်မှာရေးထားတဲ့ဒီ code လေးကိုကျွန်တော် run ပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်က browser sorry ဒီ web page ထဲမှာကျွန်တော်ဒီမှာတစ်ချက် click လိုက်ပြီဆိုတော့ဒီမှာ you click နောက်ထပ် click ကျွန်တော်ကလစ်တိုင်းကလစ်တိုင်းကလစ်ယူကလစ်ယူကလစ်ဆိုပြီးကျွန်တော်တို့ဘယ်နေရာမှာပဲကလစ်ချိန်တဲ့နေရာကိုကျွန်တော်ကလစ်လို့ရတယ်ချိန်တဲ့နေရာမှာကျွန်တော်သွားပြီးကလစ်လိုက်ပြီးဆိုရင်ဒီမှာယူကလစ်ဆိုတဲ့ message ကကျွန်တော် form နေရာပေါ့နော်ရအဲ့လိုမျိုးဆိုတော့ဆိုတာဖြစ်တယ်အဲ့ event လေးစနားဆိုတော့ကျွန်တော်တို့ကုဒီမှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဖြစ်တယ်ဒါကကျွန်တော်တို့ဒီ click uh mouse event နဲ့ကျွန်တော်တို့နမူနာရှင်းသွားပါဘောနော်တခြား keyboard event တွေလည်းကျွန်တော်တို့ရှိတယ်အဲ့အဲ့ keyboard event တွေပါတဲ့အကြောင်းတော့ကျွန်တော်တို့နောက်ထပ် ဗီဒီယိုသင်ငန်းစာသင်ငန်းစာရေးကြရင်လည်းတို့ဒီထပ်ပြီးတော့မှလေ့လာတော့ပါဘောနော်အဲ့လိုမှမဟုတ်လို့ရှိရင်လည်းကိုယ့်ဘာသာကိုကျွန်တော်တို့ဒီ W3 school မှာဖြစ်ဖြစ်ဒီဘက်က event type ဆိုရင်ကျွန်တော်တို့ရိုက်ရှာလိုက်လို့ရှိရင်တော့အမှ event type အမျိုးအစားရအများကြီးကျလာရယ်ဆိုတော့အဲ့လိုမျိုးတို့လို့ရှာတိကြရပါတယ် okay as solution ကျွန်တော်တို့ဒီ at event listener at event listener ဆိုတာဘာလဲဆိုတာကျွန်တော်ဒီမှာလည်းတော်မလို့ထင်ပါတယ် okay အခုဆက်ပြီးမှကျွန်တော်တို့ကအခုကျွန်တော်တို့ဒီမှာအခုကျွန်တော်တို့လေးလာခဲ့ကျွန်တော်ချိခဲ့တာဟာဒီ web page ရဲ့ဘယ်နေရာကိုပဲနှိပ်လိုက်နှိပ်လိုက်ဘာဖြစ်နေအောင်ကျွန်တော်တို့ဒီမှာ uclick ဆိုတဲ့ message က cover function ရအလုပ်လုပ်နေဟုတ်တယ်နော်ဒီဘက်ကကျွန်တော်တို့ဒီဘက်ကဒီ function ဒီ cover function ကကျွန်တော်တို့ဒီအလုပ်လုပ်နေမှာ click ဘယ်နေရာပဲနှိပ်နေနေတော့အခုကကျွန်တော်ကျွန်တော်ကအဲ့လိုမျိုးမလုပ်ရှင်ဘူးပေါ့နော်ကျွန်တော်ကဘာလုပ်ချင်တာလဲလို့ရှိရင်အဲဒီ page ကြီးတစ်ခုလုံးရဘယ်နေရာကိုပဲနှိပ်လိုက်နှိပ်လိုက်ကျွန်တော်တို့ဒီ cover function အလုပ်လုပ်တာမျိုးကျွန်တော်မလိုချင်မဲနဲ့ကျွန်တော်ရဲ့ specific element ်ကိုအဲ့ဒီ element တစ်ခုကိုကျွန်တော်တို့နှိမ့်လိုက်မှသာလျှင်လွတ်လုပ်တဲ့ပုံစံမျိုးကျွန်တော်ကလိုချင်တာ specific element ကိုတိုက်တဲ့ကိုသတ်မှတ်ထားတဲ့ element ပုံကိုပဲနှိမ့်လိုက်မှသာနည်းမလွတ်လုပ်တဲ့ဒီ event listener မျိုးကျွန်တော်တို့အခုကရေးချင်တာပေါ့နော်အဲ့လိုမျိုးကျွန်တော်ရေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဘာလို့အမှားလို့ရှိရင်အရင်ဆုံးကိုလုံးမဲ့ element ကိုကျွန်တော်တို့ slam မှတ်ပေးဖို့လိုအပ်တယ်နော်အခုက fair element button element ပုံမှာကျွန်တော်တို့ဒီ event listener ဖြစ်ချင်တာလား ဒါမှမဟုတ်ရှင် P element ပေါ်မှာကျွန်တော်တို့ဒီ event listener အဖြစ်ချင်တာလားစသည်ဖြစ်ပေါ်တော့ပိုအဲ့လိုမျိုးပိုဖြစ်ချင်တဲ့ element ကိုကျွန်တော်တို့အရင်ဆုံး select မှတ်ပြရတယ်။အဲ့လို select မှတ်ဖို့ address ဆိုလို့ရှင်ကျွန်တော်တို့ကဘာကိုတုံးပြရမှာဆိုလို့ရှင် document query selector သို့မဟုတ် get element by id ဆိုတော့ကျွန်တော်တို့ဒီ method နှစ်ခုနဲ့ကျွန်တော်တို့ဒီတုံးပြီးရတုံးပြီးမှ select မှတ်လို့ရပါတော့အဲဒီမှာပါတဲ့ဒီ query selector တို့ get element by id တို့ကကျွန်တော်တို့ဒီ ကျွန်တော်ကကျွန်တော်ပြောတဲ့ document object model သင်ခန်းစာတက်လို့ရှိရင်ပို့ပြီးမှအသေးစိတ်ထပ်ပြောမှကျွန်တော်ရေးလေ့လာမှာပေါ့နော်အခုလောလောဆယ်မှာကျွန်တော်တွေသိရမှာဘာလို့မှလို့လို့ရှိရင် query selector နဲ့ get element by id ကဘာလို့တက်လဲဆိုလို့ရှိရင် element တွေကို select မှတ်တာလို့ကျွန်တော်တွေအချင်းမြင့်မှတ်ချလို့ရရပါတော့အဲ့တော့ကျွန်တော်ဒီအခုသွားပြီးတော့မှတိုထဲမှာသွားပြီးတော့မှဆင်ကြည့်ကြအောင်တော်တော်ကျွန်တော် example 2ဆိုပြီးတော့မှနောက်ထပ် find a good အာပူလာတကူကျွန်တော်ယူလိုက်မယ်ပေါ့နော် sorry ကျတော့ကျွန်တော်ကအခုဒီမှာအဲ XML 2. ဒေါ XML 2. HTML ဆိုပြီးမှကျွန်တော်ယူလိုက်မယ်။ Okay အဲတော့ဒီနေ့ကျွန်တော်ပြန်ပြီးတော့မှပိတ်လိုက်နေ။အဲပြီးလို့ရှိရင်ကျွန်တော်က iteration မှဆိုရင်ခေါ်လိုက်မယ်။ Okay ခေါင်းစဉ်ဟောကျတော့ကျွန်တော်ဒီခါတော့ h ကျွန်တော်ဒီအခုကကျွန်တော်ဒီ bottom ဆိုတဲ့ element လေးပေါ်မှာကျွန်တော်က အဘော်ဂျွန်ဆိုရယ်အလီမန်လေးပေါ်မှာ event တွေစနာတော့ထည့်စနာပြဘယ်လိုထည့်လို့ရမလဲဆိုတော့ကျွန်တော်ခုကြည့်မှာဆိုတော့ခေါင်းစဉ်ကိုတပည့်ကျွန်တော် at listener to button ဆိုပြီးတော့ကျွန်တော်ရေးထားလိုက်မယ်အ listener to button ဆိုပြီးတော့ကျွန်တော်ခေါ်ထားလိုက်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်အခုဒီမှာ button ဆိုရယ်အလီမန်လေးတစ်ခုကျွန်တော်တက်လေးတစ်ခုနဲ့ကျွန်တော်ရေးလိုက်မယ်အတူကျွန်တော် id ကိုကျွန်တော် my button ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီမှာ crnck kit me ဆိုပြီးတော့မှကျွန်တော်ရေးထားလိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဒီအဲ browser မှာတစ်ချက်သွားပြီးတော့မှ over light server နဲ့သွားပြီးဝင်ကြည့်လိုက်မယ် okay ဒီမှာ example2.html ကျွန်တော်ရတယ်မှာ click me ဆိုတဲ့ button လေးတစ်ခုကျွန်တော်ရနေပြီအဲ့ဒီ click me ဆိုတဲ့ဒီ button ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့ border button work click ဆိုတဲ့ဒီဘက်က aland alert pop လေးပေါ့နော်ဒီဘက်က browser ရဲ့ဒီ bidding function တစ်ခုဖြစ်တဲ့ဒီ alert pop လေးကိုကျွန်တော်ကြာစီချင်တာဗျာအဲ့ဆိုကျွန်တော်ဘယ်လိုကြည့်ရမှာလဲဆိုလို့ရှိရင်ကျွန်တော် solution ကအတိုင်းပဲ ျွန်တော်ဒီမှာ separate ဆိုပြီးတော့ခေါ်လိုက်မယ်။အရင်ကတော့ကျွန်တော်တို့ကျွန်တော်တို့ဒီဆုနာကပြောလို့လို့ပဲကျွန်တော်တို့ specific element တွေပေါ်မှာကျွန်တော်တို့ event listener ထည့်ချင်တယ်ဆိုလို့ရှိရင်အရင်ဆုံးကိုထည့်ချင်တဲ့ element ကိုဘာလို့မှလဲလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး select မှတ်ရမှာပေါ့နော်ကျွန်တော် select မှတ်တဲ့ခါမှာဆုနာကကျွန်တော်ပြောလို့ပဲ query letter ရှိရပြီးလို့ရှိရင် get element by id ဆိုပြီးကျွန်တော်တို့နီးတဲ့နှစ်ခုရှိရကျွန်တော်ကဒီမှာတော့အရင်ဆုံး query letter နဲ့ပဲကျွန်တော်နှတ်မှာအဲ့တော့ကျွန်တော်အရင်ဆုံး comment နဲ့ကြီးလိုက်မယ် get button element ဆိုတော့မှကျွန်တော် comment တစ်ခုရေးလိုက်မယ် okay ပြောလို့ရှိရင်ကျွန်တော်က variable တစ်ခုကျွန်တော် print လိုက်မယ် button ဆိုတဲ့ variable တစ်ခုကျွန်တော် print လိုက်မယ်အဲ့မှာကျွန်တော်တို့ဆုံးမကရေးခဲ့တဲ့ document query selector နဲ့ကျွန်တော်အပေါ်မှာကျွန်တော်ရေးခဲ့တဲ့ဒီဘက်က id name နဲ့ဘေးကဖြစ်တဲ့အတွက် hash sign နဲ့ကျွန်တော်လက်ခွာမှာဖြစ်တဲ့အဲ့တော့ကျွန်တော်ကဒီမှာ my button ဆိုပြီးတော့ကျွန်တော်လန့်ခေါ်လိုက်တယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့လိုချင်တဲ့ element ကိုကျွန်တော်တို့ရပြီပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ element ကဒီမှာ button ဆိုတဲ့ element ကိုကျွန်တော်တို့ဒီမှာရပြီအဲ့ဒီရတဲ့ element ကို butt ဒီ button ဆိုတဲ့ကျွန်တော်တို့ element နဲ့ my sorry free ဘယ်မှာကျွန်တော်တို့ခဏပင်ခတ်လိုက်ရပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်အခုစပြီးတော့မှ event listener ကျွန်တော်တို့ထည့်ရမယ်ဒီဘက်ကကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဒီ button element ကြီးကဒီထဲကဒီ variable ထဲမှာရောက်နေပြီလို့ကျွန်တော်တို့ခဏလေးကျွန်တော်ခဏလေးမှတ်ထားလိုက်ပေါ့နော်အဲ့ဆိုကျွန်တော်တို့အခုစပြီးတော့မှ add click ဆိုရယ် listener လေးကျွန်တော် click event listener လေးကျွန်တော်ထည့်ချင်တာဘယ်လိုထည့်ရမှာလဲဆိုလို့ချင်းကျွန်တော်ကကျွန်တော်တို့ရဲ့ဒီ button ဆိုတဲ့ element ကဒီ button ဆိုတဲ့ variable ထဲမှာကျွန်တော်တို့ခဏသိမ်းထားတာဖြစ်တဲ့အတွက်အဲ့ဒီ button ဆိုတဲ့ခေါင်းနဲ့ကျွန်တော်လမ်းပြီးခေါ်ရမယ်အဲ့တော့ကျွန်တော်က button.addEventListener ဆိုပြီးမှတော့ click တော့မှာဖြစ်တဲ့အတွက် click ဆိုတဲ့အဲ click ဆိုတဲ့ကျွန်တော်ဒီ event type ကိုကျွန်တော်လက်ခေါ်လိုက်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော် function ကျွန်တော် copy function ကျွန်တော်ရေးမယ် အဲ sorry တော့တကူကျန်ခဲ့တယ်။အော် cover function ကိုကျွန်တော်စပြီးချင်းမှာခဲ့ရ sorry ဒီကောင်ကအကင်မှုပဲပါရဲ့တကယ်တော့ဒီနားမှာရေးတာပါ။ okay ဟုတ်ပြီ။ cover function ကကျွန်တော်တို့ဗားလဲဆိုလို့ရှိရင်ကျွန်တော်စနောက်ကပြောပြီး alert ပေါ့လေကျွန်တော် positive time ဖြစ်တဲ့အတွက် alert t u t d o m button ဝါစီအလန်စီကေဒီပလစ်ဆိုပြီးမှကျွန်တော်ဒီ alert box လေးကျွန်တော်ခေါ်ပေးလိုက်တယ်။အဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုဖြစ်နေမှာလဲဆိုလို့ရှိရင်ကျွန်တော်စနောက်ကရေးခဲ့တဲ့ဒီဘက်က clip me ဆိုတဲ့ button လေးကိုကျွန်တော်တစ်ချက်ခိလိုက်ပြီဆိုလို့ရှိရင်ဘယ်ကောင်အလုံးလုံးမှာလို့ရှိရင်ဒီဘက်က function ဆိုတဲ့အဲဒီဘက်က button work clip click ဆိုတဲ့ account တွေကျွန်တော်အလုံးလုံးမှာပေါ့နော်အဲ့တော့ကျွန်တော်အရင်ဆုံးအလုပ်လုပ်လာမှလို့ကျွန်တော်ဒီသွားပြီးတော့မှဆင်ကြည့်ကြမယ်အဲ့တော့ကျွန်တော်ကတော့ clip မျိုးတစ်ချက်နှိပ်လိုက်ပြီး okay ဒီမှာ button work click ဆိုတဲ့ function အလုပ်လုပ်ပြီးနောက်တစ်ခါထပ်နှိပ်ကြည့်မယ်ဒီမှာရရယ်နောက်တစ်ခါထပ်နှိပ်မယ်ဒီမှာရရယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုယ်လေးလုပ်မယ်လို့လုပ်တာလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်မယ် ဒီဆုံးကျွန်တော်ဒီမှာ button ဆိုတဲ့ element တစ်ခုကျွန်တော်ပြင်လိုက်တယ်အဲ့ဒီ element ကိုကျွန်တော်ဒီအဲ့ဒီ element ပေါ်မှာ event listener ထည့်လိုက်နေဖြစ်တဲ့အတွက်အဲ့ဒီအဲ့ဒီ element ကိုကျွန်တော်ဒီအရင်ဆုံး slash မှတ်တယ်ဘာနဲ့ slash မှတ်လို့ရှိရင် query slider နဲ့ကျွန်တော်တို့ရင်းလို့ဒီမှာ slash မှတ်လိုက်တယ်ရလာတဲ့ဒီ element ကျွန်တော်ဒီ button ဆိုတဲ့ element နဲ့မှခဏတင်ထားတယ်ဒါလို့ရှိရင်အဲ့ဒီ button ဆိုတဲ့ element ပေါ်မှာကျွန်တော်ဒီ event listener ကျွန်တော်တို့ထည့်ပြီးတော့မှာ alert function လေးနဲ့ကျွန်တော်တို့ callback function နဲ့မှာကျွန်တော်ထည့်ပြီးလို့ရှိလိုက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ specific element နဲ့ပေါ်မှာ event listener အတိုက်ထည့်တာပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ခု inline အနေနဲ့ဒီ inline အနေနဲ့ဒီ attribute inline attribute တွေပေါ်မှာကျွန်တော်ဒီဘယ်လိုမျိုး event listener ထည့်လို့ရမလဲဆိုတာကျွန်တော်ဒီအရင်ဆုံးအခုဆက်ပြီးမှနေတာကြာမယ်ပေါ့နော်အခုကျွန်တော်တို့ပြောမဲ့ဒီ inline method ကကျွန်တော်အဲဒီနေ့ခင်ဗျာကျွန်တော်သိပြီးတော့မသုံးတော့ပေါ့နော်ဒီကောင်ကသိပြီးတော့မှအသုံးမပြုတော့ဘူးအဲ့တော့ကျွန်တော်တို့ဒီက on click ဆိုတဲ့ function လေးကိုကျွန်တော်တို့သုံးပေးရတယ်ဗောနော on click function လေးနဲ့ကျွန်တော်တို့သုံးလို့ရတယ်ဒီကောင်ကတိတ်ပြီးတော့မှ recommend မပေးဘူးဗောနော်ဒီကောင်ကကျတော့ ဒီ base project ဒီ resolution တော့အရင်ရှုပ်ထွေးမှုတွေဖြစ်စရာလေဘောနော်တိတ်ပြီးတော့မှအဲမတုံးကြဘောနော်အဲ့တော့ဒါမျိုးကျွန်တော်အခုတော့အဲနည်းနည်းသိထားတော့တို့ပြောပြမယ်ဘောနော်အဲ့တော့ကျွန်တော်ဒီအရင်ဆုံးဒီဘက်က javascript ပေါ့ sorry phrase ကိုပို့သွားလိုက်မယ်ကျွန်တော် file အသေးတစ်ခုကျွန်တော်ယူလိုက်မယ် example 3ဆိုပြီးတော့မှ acm3.html ဆိုပြီးကျွန်တော်ခေါ်လိုက်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီမှာဒီမှာလေဒီကောင်ကဘာဘာတွေ့ရှိမှလဲဆိုလို့ရှိရင်ကျွန်တော် inline on click acm ပဲပေါ့နော် တော့တိုက်တဲ့အဲ့လိုလေးထည့်လိုက်မယ် inline entry ဆိုရင်ကျွန်တော်တိုက်တဲ့တစ်ခုရေးလိုက်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီမှာ body တန်းမှာကျွန်တော် button တစ်ခုကျွန်တော်လာထည့်လိုက်မယ်အဲ့ဒီ body တန်းမှာကျွန်တော်ဒီဒီမှာ on click ဆိုတဲ့ function ကျွန်တော်တစ်ခါလေးရေးပြရ on click ဆိုတဲ့ attribute တစ်ခုကျွန်တော်ရေးတယ်ပြီးလို့ရှိရင်နောက်မှာ function ကျွန်တော်ရေးပြရပါတော့အဲကျွန်တော်အလုံးလုံးစီချင်တဲ့ function ကျွန်တော်က show alert ဆိုတဲ့ function တစ်ခုကျွန်တော်ရေးလိုက်တယ်အဲ့မှာလဲကျွန်တော်က click me အာ kiss me ဆိုပြီးတော့ကျွန်တော်ရေးပြလိုက်တယ်အဲဒါဆိုလို့ရှိရင်ဒီဘက်က show alert ဆိုတဲ့ function ကိုကျွန်တော် JavaScript ထဲမှာတွားပြီးရေးပြရမှာဟုတ်ကဲ့ကျွန်တော်ကဒီဘက်က head ထဲမှာပဲကျွန်တော် JavaScript ကိုလာရေးမှာဖြစ်တဲ့အတွက်အာ script ဆိုပြီးတော့ကျွန်တော်ဒီမှာ function function ကျွန်တော်စနစ်ကရေးခဲ့တဲ့ show alert အဗီလို့ရှိရင်ကျွန်တော်ကဒီမှာဘာလို့မှလဲဆိုလို့ရှိရင်စနစ်ကအတိုင်းပဲ alert ပေါက်လေးကျွန်တော်ပေါ်ချင်တာဖြစ်တဲ့အတွက် alert ဆိုပြီးတော့ကျွန်တော်က button CICKED button click using to not buy out on click အဲ့လိုမျိုးလေးကျွန်တော်ရေးလေးပိုင်မယ် Okay အဲ့ဆိုရှင်ကျွန်တော်တို့ဒီမှာ on click ဆိုတဲ့ function ကို element ပေါ်မှာကျွန်တော်တို့တစ်ခါလေးထည့်ပြီးတော့မှရေးပြီးတော့မှအမှပါတဲ့ function ကိုကျွန်တော်တို့ JavaScript ထဲမှာတွားပြီးရေးပြရပါဘောနော်အဒီ count လေးကိုလည်းကျွန်တော်ကဒီဘက်မှာလာပြီးတော့မှ run ကြည့်လိုက်မယ် example 3 asm3.html ကျွန်တော် on click တစ်ချက်နှိပ်လိုက်မယ်โอเคဒီမှာ button click using on click ဆိုပြီးတော့ကျွန်တော်ပေါ်တယ် button click using on click ဆိုပြီးတော့ဒီမှာပေါ်ရဲ့ပေါ့နော်ဒါကကျွန်တော်တို့ဒီ on click ကိုကျွန်တော်တို့တုံးပြပြီးတော့မှရှင်းလိုက်တာပေါ့နော်အဲ့ဒီမှာဒီကောင်နှစ်ခုကျွန်တော်နှာရှင်ထားအောင်နော် on click နဲ့ event listener ဘာကွာလဲဆိုတော့ကျွန်တော်ဒီဘယ်လိုမျိုးတွေတုံးကြလဲဆိုတော့ဗောနော်တုံးတင်လားမတုံးတင်လားဆိုတာပတ်သက်ပြီးကျွန်တော်ကြည့်မယ်ဆိုရင် on click ကကျွန်တော်ကျွန်တော်တုံးရတာ user နဲ့ event listener ကကျွန်တော်ကျွန်တော်ဒီနည်း complex ဖြစ်တဲ့ code တွေအတွက်ကျွန်တော်ပို့ပြီးတော့ကောင်းတယ်ဗောနော်ပြီးလို့ရှိရင် ဒီ on click ကကြတော့ only part element တစ်ခုတည်းမှာပဲကျွန်တော်တွေကဒီ on click ကိုကျွန်တော်သုံးလို့ရတယ်ဘာလို့ဒါပေမဲ့ event listener ကကြတော့ကျွန်တော်အရှိရ SML 1မှာကျွန်တော်လေးလာတူမျိုးပဲ element ဒီအများကြီးပေါ်မှာကျွန်တော်တွေ define နဲ့ထည့်ကျွန်တော်တွေ listener ထည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်က on click ကကြတော့ဒီဘက်က html js js javascript code တွေကျွန်တော်တွေရောတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်က@ event listener ကကျွန်တော်တွေရိုးရှင်းတဲ့ JavaScript code ထဲမှာပဲကျွန်တော်ဒီအကောင်လုံးရေးရတာပေါ့နော်။ဘာမှဒီဘက်က HTML နဲ့ကျွန်တော်ဒီ raw data မျိုးမရှိဘူးပေါ့နော်။ဟင်းအဲ့တော့ကျွန်တော် recommend ပေးတာတော့ add event listener ကိုပဲတောင်းဖို့ recommend ပေးရပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်ကခုဆက်ပြီးတော့မှဒီ event listener ကြီးထည့်တာကိုလည်းတည်သွားပြီ။အဲ့တော့အခုကျွန်တော်ဒီ blue view event listener ကိုဖယ်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့မှကြည့်ကြပါတော့ပေါ့နော် removing event listener ဟုတ်ကျွန်တော်တခါတည်းရမှာကျွန်တော်တို့ကဒီကျွန်တော်လုံးဆောင်ချက်တွေကိုတစ်ချိန်ပဲလုံးဆောင်စီခြင်းတဲ့အခါမျိုးကိုကျွန်တော်တို့ရှိတယ်အဲ့လိုတစ်ချိန်လုံးဆောင်ပြီးလို့ရှိရင်အဲ့ဒီ event listener ကိုဖယ်လိုက်တာပေါ့နော်ရက်လိုက်တာ အရှိမကျွန်တော်လက်ဆင်မှာဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ကလစ်တယ်ပြီးနောက်ထပ်အချိန်တိုင်းကလစ်တိုင်းကလစ်တိုင်း event listener ရဲ့ကျွန်တော်တို့ဖြစ်နေတာကျွန်တော်အဲ့လိုမျိုးမဖြစ်ချင်ဘူးတစ်ချိန်ကလစ်ပြီးရတာ event listener ကျွန်တော်ဖယ်ပလိုက်ချင်တာဗျာအဲ့ဆိုကျွန်တော်တို့ဒီ remove event listener ဆိုရယ်အဲကျွန်တော်ဒီ method လေးကိုကျွန်တော်တုံးပေးရတယ်ဗောနော်အဲ့တော့ဒီမှာကျွန်တော်တတိတစ်ခုထားမှာပါတယ်ဆိုလို့ရှိရင်ဒီ remove event listener ကိုကျွန်တော်တို့တုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ name function name function တွေမှာပဲကျွန်တော်တို့တုံးလို့ရမယ် anonymous function တွေမှာကျွန်တော်တို့တုံးလို့မရဘူးဗောနော် အဲဒီ anonymous fashion နဲ့ဆိုလို့ရှိရင်တော့ဒီဘက်က remote event တွေစနာကျွန်တော်တို့အလွတ်လွတ်မှာမဟုတ်ဘူးအဲ name fashion တွေမှာပဲကျွန်တော်တို့အလွတ်လွတ်မှာပေါ့နော် okay အဲ့တော့ကျွန်တော်တို့အဲ dress code ထဲမှာပို့ရင်တော့ဒီဘက်မှာကျွန်တော်တို့ send တိကြမယ်အဲ့တော့ကျွန်တော်က asmb3 ဆိုပြီးတော့မှာ e h a e h a m b l e asmb asmb asmb4 နဲ့တော် asmb4 တော့ကျွန်တော်တို့ html ဆိုပြီးကျွန်တော်ခေါ်နိုင်မယ် okay အဲ့တော့ဒီခါမှာကျွန်တော်တို့ remote event listener ဆိုတော့ကျွန်တော်ကခေါင်းစဉ်ပို့လဲပဲအဲ re remove uh, remove event listener ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် remove event listener ကိုကျွန်တော်ရေးလိုက်မယ် okay ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် body ထဲမှာ button တစ်ခုကျွန်တော်ထည့်လိုက်မယ်အဲ့ button မှာကျွန်တော် int int name ကိုကျွန်တော်က once btn ဘာလို့ once btn ရေးရဆိုပြီးရှင်အဲ့ btn ကိုတစ်ချိန်မှနှိပ်လို့ရမှာ တချိန်နှိပ်ပြီးမှတချိန်ပဲတချိန်နှိပ်သွားလို့ရှိရင်နောက်တစ်ချိန်ထက်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီ event နဲ့စတာမရှိကြအောင်ကျွန်တော်လုပ်ချင်တာပါเนาะအဲ့ဒါကြောင့်ကျွန်တော်က once bdn ဆိုပြီးကျွန်တော်ရေးလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်က chris me only once တချိန်ပဲကျွန်တော်နှိပ်ပါဆိုပြီးကျွန်တော်ရေးလိုက်တယ်ပါเนาะ okay အဲ့ဆိုကျွန်တော်ကဒီမှာ javascript copy ကျွန်တော်စာရေးမှာတွေ့တဲ့ script တက်လေးကျွန်တော်ခေါ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် variable တစ်ခုချင်လိုက်မယ်စနက်ကတိုင်မဲ့ကျိုးဒီဘာလို့မှလို့ရှိရင်ကိုလုပ်ချင်တဲ့ element ကျွန်တော်ဒီအရင်ဆုံး select မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ document or queries letter ပဲကျွန်တော်ဒီမှာသုံးလိုက်မယ် queries letter နဲ့ကျွန်တော်တို့ရ ID နဲ့ပေးထားပြီးတော့ hash sign တွေကျွန်တော်ခေါ်တယ် ONC want BDN ဆိုပြီးကျွန်တော်ရေးလိုက်တယ်ပေါ့နော် okay အဲ့ဒါလို့ရှိရင်ကျွန်တော်တို့ကျွန်တော်လိုချင်တဲ့ element ကိုကျွန်တော် slash မှတ်ပြီးပါပြီအဲ့လို slash မှတ်ပြီးပါလို့ရှိရင်ကျွန်တော်တို့စပြီးတော့မှ event listener item ဟောဒီမှာတော့ event listener ကိုကျွန်တော်ကအနိုင်မထည့်သေးပဲနဲ့ကျွန်တော်တို့ကအစနကကျွန်တော်ပြောသလိုမျိုးပဲဒီ bamboo လောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ name fashion ကျွန်တော်တို့သုံးပေးရတယ်ပေါ့နော်အဲကျွန်တော်ကဒီမှာ mouse တစ်ခုတက်လာနဲ့ main function ဆိုပြီးတော့ကျွန်တော်ဒေါင်းစင်တစ်ခုတက်လိုက်မယ်အဲ့တော့ကျွန်တော် function တစ်ခုရေးလိုက်မယ် HANDLE fender handle click ဆိုတဲ့ function တစ်ခုကျွန်တော်ရေးလိုက်မယ်အဲ့ထဲမှာမှာကျွန်တော်တို့ event listener တွေတော့ထည့်မှာအဲ့ event listener ကျွန်တော်မထည့်ခင်မှာ alert box တွေကျွန်တော်ကောကျင်တာပြအဲ့တော့ကျွန်တော် blue ပေါ်ကျင်တာလဲဆိုလို့ရှိရင် okay ကျွန်တော်အဲ့ဒီ function ကိုဒီဘက်က handle click ဆိုတဲ့ function ကို follow လုပ်ပြီးလို့ရှိရင်ကျွန်တော် alert box တွေပေါ်စီကျင်တာ blue ပေါ်ကျင်တာလဲဆိုလို့ရှိရင် um uh you clicked me uh go all the same time by a pet mount i am disabled အမေကနေလိုက်ပြီဒါပေမဲ့အခုဆက်ပြီးတော့မှနေလို့ချက်ပြီးတော့မှနေရအလုံးလုံးမှမဟုတ်တော့ဘူးဆိုပြီးတော့မှကျွန်တော်ဒီ message လေးတစ်ခုကျွန်တော် alert box လေးနဲ့ပြလိုက်တယ်အပလို့လို့ရှိရင်ကျွန်တော်ဒီအဲ့ဒီ event listener ဘာလို့မှလဲကျွန်တော် remove လုပ်မှာအဲ့တော့ remove event listener ဆိုတော့ကျွန်တော်ခေါ်ပေးလိုက်တယ် remove event listener မှာလဲကျွန်တော် response ကတိုင်မဲ့ event listener နဲ့ပြီးပဲအရင်ဆုံး event တိုက်ရေးတယ် event တိုက်ကြီးတယ် event တိုက်ကြီးပြောလို့ရှိရင်ကျွန်တော်တို့ function cover function ကျွန်တော်ကြီးတယ် handle click ဆိုရယ် cover function ကျွန်တော် call လိုက်တယ်အဲ့ပြောလို့ရှိရင်ကျွန်တော်တို့ ddn.disable ဆိုရုံမှာ ddn.disable ကျွန်တော် true ဆိုပြီးကျွန်တော်ပြီးလိုက်တယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ event listener ကျွန်တော် remove လောက်တဲ့ function တခုကျွန်တော်ရေးပွားရပါတော့အဲ့ဆိုကျွန်တော်အခု event listener ကိုကျွန်တော်ဒီဘယ်လိုမျိုး add လောက်အောင်ပဲဗောနော်အဲ့တော့ btn.addeventlistener ကျွန်တော်တို့ပါလဲ c l i c k click ပြုလို့ရှိရင် cover function ကကျွန်တော် handle click ဗောနော် okay အဲ့ဒါလို့ရှိရင်ကျွန်တော်ဒီကောင်သူအပူဖြစ်မှလည်းလို့ရှိရင်အရင်ဆုံးကျွန်တော်ဒီဒီ project ရွှေတဲ့ element ကိုကျွန်တော်ဒီ slam မှတ်တယ် slam မှတ်ပွားလို့ရှိရင်ဒီမှာ addeventlistener ထည့်တယ် addeventlistener လဲမှာ handle click ဆိုတဲ့ function ဒီမှာရေးတယ် အဲ့ဒီ hand click ကကြတော့ကျွန်တော် alert bot လုပ်တယ်အဲ့ဒီ alert bot alert bot လေး ਨੇ ကျွန်တော်တို့ message လေးပြတယ်ပြပွားလို့ရှိရင်ကျွန်တော်တို့ remove လုပ်တယ် remove လုပ်ပွားလို့ရှိရင်အဲ့ဒီအကောင့်ကျွန်တော်ထပ်နေထပ်နေအလုပ်လုပ်အောင်ပေါ့တော့ကျွန်တော် BND ဖြစ်နေတယ်ကျွန်တော် BTN ဖြစ်ရမှာ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွားပြီးတော့မှ send ကြည့်အောင်ကျွန်တော်ရင်းဆိုတော့ ASM4 ကို light server နဲ့ brand လိုက်တယ်နော် click လိုက်မယ် click me only one တချိန်ခင်းလိုက်တယ်ဒီမှာ you click me bad now i am disabled okay ကျွန်တော်နောက်တစ်ချက်ထည့်နေမယ်နှိပ်လို့ရသေးလားမလုံးဝဒီမှာနှိပ်လို့မရတော့ဘောနော်ဒါ event listener ဗလာမူလို့ပြီးတော့မှ decibel လွတ်တာပေါ့နော်လုံးဝနှိပ်လို့မရတော့ဘူးဒီမှာတစ်ချိန်ပဲကျွန်တော်နှိပ်လို့ရတယ်ပေါ့နော် okay ဒါကတော့ကျွန်တော်တို့ဒီ event listener ကျွန်တော် remove လောက်တာတွေ add လောက်တာတွေပေါင်းထည့်တာတွေပေါ့နော်စသည်ဖြင့်ကျွန်တော်တို့ဒီမှာရအောင်ပဲပေါ့နော်ဒီကောင်လေးကျွန်တော် dash လေးတန်းအောင်မှာ okay ရပြီ okay အဲ့ဒါကျွန်တော် high band နဲ့ dash နဲ့ဒီကောင်လေးကိုကျွန်တော်ပြောင်းပေးရမယ်ဒီခါလေးကြည့်အောင်ရှင်းသွားအောင်ကြည့်တာဆိုရရင်ပေါ့ အဲဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီနေ့လေ့လာခဲ့တဲ့အဲ့ဒီ event နေစင်တော်ကိုဘယ်လိုမျိုးထည့်မလဲပြီးလို့ရှိရင်ဘယ်လိုမျိုး remove လုပ်မလဲပြီးလို့ရှိရင်အဲဒီကိုကြိုက်တဲ့ကိုထည့်စီခြင်းတဲ့ element ပေါ်မှာဘယ်လိုမျိုး event listener ထည့်မလဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့လေ့လာခဲ့လို့ပြီးသွားပြီပေါ့နော်အဲ့လို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့အဲကျွန်တော်တို့သင်ငယ်စာတွေရောဒီလောက်ပဲပေါ့နော်ကျွန်တော်တို့အဲနောက်ထပ်ဗီဒီယိုသင်ငယ်စာတွေမှာပြန်ပြီးတော့တွေ့ကြပါမယ် အဲ့တော့ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့ဒီ code file မျိုးလေးပဲကျွန်တော်တို့ထောင်းစံအတိုင်း Telegram channel မှာတင်ပြထားမှာဖြစ်တဲ့အတွက်လိုအပ်လို့ရှိရင်အဲ့လိုဒီ download စိတ်တော့မှကြည့်လို့ရတယ်။ဟွန်း Telegram ရဲ့ link ကိုလည်းကျွန်တော်တို့ဒီ video ရဲ့ description လောက်မှာကျွန်တော်ထည့်ပေးထားမှာဖြစ်တဲ့အတွက်ဒီလေးကူသွားပြီးတော့မှ download ဆွတ်လို့ရပါတယ်ခင်ဗျာ။အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။